ဒီဆံပေါ်တော့ဒီကောက်ကျွန်တော်တို့ဒီ N2 တန်ကောခွဲရကုန်ကြီးဂျူကနေစပြီးတော့ထပ်နှမျက်နှာလောက်ကျွန်တော်လေ့လာကြည့်အောင်ပြောဒီတန်ကောမှာဆိုရင်ဥပမာဆိုကျွန်တော်တို့ဟိုအမြဲတမ်းမှတ်စီကျင်လာဆရာတော့ပေါ့နော်ဟီလာကနာနဲ့မြန်မာလိုတွဲမှတ်ပြီးတော့ခန်းကြီးဝတ်တစ်ခါတွဲမှတ်ချင်တာပေါ့နော်ခန်းကြီးကိုကြည့်ပြီးတော့ဟီလာကနာမြန်မာလိုကိုမှန်းပြီးနိုင်တဲ့ခြေကိုဒီတိုင်းဖလိုက်တက်ကကုတ်တော့ပို့ပြီးတော့အသေးစိတ်ကြရတော့ချင်ပါလေခင်ဆိုရင်ကျွန်တော်ဆက်စုပ်ခုအချင်းမြန်မာရှော့ 明らかな、明らかな、そう、あ、じゃあ、の、国語の、あれ、心身灵表で、表達表で、天下来说、あ、你他的嘛都念过の、你看见的啊，啊，明日说看见，明るい说的看见过の、心灵的啊，灵的把国语说念过の、嗯，あれ、あ、たさんは明らかなタイプですね。明らかな性格ですね。それにあったおみやれば、まあ、ピョンソン。ここそ、シシエンロテ、ピアタロテ、それはデイベ。ここはじゃあ、曖昧な。 ိုင်းမိုင်းနာဆိုအားကြာဒီအိုင်းဆိုအခန်းကြီးလေးဟာသူကအာဘေးရမဆိုရှရှင်းလေးမလုပ်ဘူးပြက်တာမလုပ်ဘူးမိုင်းဆိုအဒီခန်းကြီးလေးဟာအာကြီးဆိုအာကြီးဆိုအခန်းကြီးလက်ကြောင်ကြားပြီးတော့เนาะအဲ့ဒါကဘာဒီပြက်တာဘောနော်အရသာကိုမဆက်ဘူးဆိုရင်ဒါမတိချမိရဖြစ်တာကွာဆိုရင်အိုင်းမိုင်းနာဆိုရင်မတိချမိရဖြစ်တော့ပြောလို့ဒီအိုင်းအိုင်းဆိုအခန်းကြီးလေးကတော့အရှိမနေလေးပါဗျာပေါ်မှာဒီအမိုးလေးဟိုဘာလို့ဆက်စိလို့ နှလုံးသားလေးနဲ့ပေါ့ဒီပုံစံမျိုးအာဒါခိုင်းဆိုတဲ့ခန်းကြီးလေးပြောပြောလို့ရပါပေါ့ဒီပုံစံလေးဟဲ့နောက်ကဆက်ပြချင်ဆိုရင်ကုတိုက်တက်ကိနာကုတိုက်တက်ကိနာဆိုအားချတော့ဒီမှာဆန်းစရာအချမ်းမြင့်လို့ဘာသာပြန်ခိုင်းဆိုပေမဲ့တကယ်တကယ်ဟိုတဖက်လူကနားလေအောင်တဖက်လူကိုနားလေအောင်ကုတိုက်တက်ကိနီစစမဲမော်လာရမစကားဆိုဟိုအာနေငါနားလေအောင်ပေါ့နော်တတိချာလေး အာအဲရှင်းလင်းလင်းရှင်းရှင်းပြပေးလို့ရမလားပြောလို့ဆိုအရင်ကြီးအသေးစိတ်ကြလာတော့မဟုတ်ဘူးဒါပေမဲ့တစ်ဖက်လူသားလေးအောင်အခြေဆက်မမိနဲ့ရှင်းလင်းခိုင်းတာကို good time taking လို့ခေါ်ရပေါ့နော်အဲခုဆိုတာခါခုဆိုတဲ့ခန်းကြီးလေးပါပြီးတော့ die ဆိုတာခါရတာဆိုတဲ့ခန်းကြီးလေးပေါ့နော်ညာဆက်ပြီး choose short taking choose short taking ဆိုတာကြတော့ဒီဘီယာအဖြစ်စိတ်ကူစိတ်တန်းဖြစ်ဆိုဒီဟာကြတော့သူက ဘလိုမျိုးနေရာတွေမှာအသုံးပြုရလဲဆိုတော့ချူးစွာကြမြင်ရဆိုင်တော့ကိုကိုနှိုက်ထုတ်တယ်ဆွဲထုတ်တယ်ဆိုတဲ့အသေးပေခန်းကြီးတွေဖြစ်ပြီးရှုံးစွာကြောင့်ဒီပုံတန် image ပေါ့နော်ကိုကလည်းအသွေးထဲမှာကိုသွေးနေရဆွဲပုံစံလေးပေါ့နော်အဲ့ဒါကိုအောင်းထားတယ်ချူးရှော့တဲ့ခင်နော်အကွာဟီတိုရှိဟီတိုရှိဆိုတာတူညီသောဆွဲခန်းကြီးတွေပေါ့နော်အပေါ်မှာမြန်မာဝါဆိုခံကြီးလေးဖြစ်တယ်ပြီးလို့ရှိရင်အောက်မှာဒီပုံစံဆက်စပ်ဘလို့မှတ်လဲဆိုဝါကြီးအပင်အပင်ကြီးကဝါပင်ကြီးကဝါတပင် တပင်ရပါဘောနော်ဟိုဒန်းသူအပင်ကြီးအမြောက်ကြီးတူညီတက်တဲ့အစီပုံစံမှတ်ကြရပါဘောနော်ခွာချတော့ပြောတူနာဆိုတာကြတော့ပြောတူနာဆိုတာဒန်းသူညီများဖြစ်တော့အပေါ်ကကြတူညီတော့ဆိုတာကြဒီသာဘူးတူညီတော့ဒီဒန်းသူညီများဖြစ်တော့အကုံလုံးကိုဒန်းသူညီများမုတ်ဝီပြီးတာတို့ဘာလို့ဒီမှာအသုံးပြုတယ်အပြောမစင်တော့ဟိုဘာလဲဒီဒီဒိုးဆိုဒီဒိုးရှိဆိုအခန်းကြီးလေးရေဟေးဝါဆိုတဲ့ ငင်းကြံရေးဆိုခန်းကြီးတွေပေါ့ပြောလို့ဆိုရင်တော့ hages ဆိုဆိုခန်းကြီးတွေဟုတ်တယ်ပေါ့ပြောလို့ဆိုရင်အေးချမ်းမှုဆိုရင်ဒန်းလူညဖြစ်ပို့လို့လဲဆိုရင်အဓိပ္ပာယ်စစမှတ်လို့ရရပေါ့နော်အဲ့ကိုဟေးနာကိုဟေးနာအဆိုအေးချမ်းမှုဆိုရင်အေးချမ်းတယ်ဆိုရင်ဘုရားမြတ်တာတယ်ပေါ့နော်ပြောတူတူညီညီညဝေပြီးဖြစ်တယ်ဆိုတာဘုရားမြတ်တာရဲ့အလုပ်ပေါ့နော်ဒါဆိုတော့ပြောဆိုပြောတူတာဆိုပြောကိုစမ်းစီလို့ဒီမှာ ကိုဟိနာတောင်းတဲ့ခါကြတော့ဘုရားမြတ်တာတော့ပြောပြောမှဆိုတော့ဘုရားမြတ်တာရဲ့ဘဝမြတ်မြတ်တာမှုရှိတော့ပြေပြေပြန်ပြရဲပေါ့နော်ဒီခါကြတော့ဂျင်းဘူးဆိုဂျင်းဘူးဆိုကကြတော့အဲအော်ဆက်စီပြောကြဒီကိုဟိနာရဲ့ရှိမှာဆက်စီလို့ဒီခန်းကြီးလေးထည့်လိုက်မယ်ဆိုရင်အဲဖူကိုဟိနာဖြစ်တာလို့ရှိရင်ဒါမှမြတ်တာတော့ဆိုတဲ့ပုံစံလေးဖြစ်သွားမှာပေါ့နော် မလို့ရတယ်ဆန်စီအခုကဂျင်းဘူးဆိုဂျင်းဘူးဆိုဆိုတော့လူဒီပုံနဲ့တော့တိပေးရတယ်ဂျင်းဘူးဆိုအခုကတော့မိုနိုဆိုတော့လူဒါဆန်စီမပြောတော့ဘူးနော်မြန်ဆန်တိမြန်ခန်းကြီးပါဆိုခကူချီခကူချီဆိုဂျီဆိုတာကတော့ဒီတစ်ခုတစ်ခုကိုတန်နေပြတဲ့တူတယောက်ချင်းစီကလှုပ်ဆောင်နေဆိုအတိပဲဖြစ်ခခုဆိုတာကြတော့ဆန်စေလို့တခုချင်းစီဆိုအတီးတီးဆိုအတိပဲရောက်ပြီးတော့ဥမာခခုအေခီဆိုရင်ဒီဘူဒါတခုချင်းစီဆိုရင်ပြောခခုအေခီ ခခုကြီးဆိုရင်တခုချင်းစီပြောက်ချင်းစီအာဘေးရောင်ကခုချင်းစီပေါ်ပြောအောင်ဆိုဒီပုံစံပြရအောင်နော်ပြီးလို့ရှိရင် key ဘွန်း key ဘွန်းဆိုတာစိတ်ခံစားချက် k my uh k high high ဆိုတဲ့ခန်းကြီးတွေကခုခုကိုဟိုဘာလဲစိတ်ပူတယ်ဆိုတဲ့ခန်းကြီးရှင်းပိုင်းဆိုတဲ့ပိုင်းခန်းကြီးလေးနဲ့ key နဲ့ဆိုတော့ပေါင်းလိုက်တော့စိတ်ချင်းကိုယ်ရဲ့စိတ်ချင်းကိုကိုယ်ကစိတ်ပြီးတော့ပြန်ပူနေရပြောဆိုပြီးရဲ့စိတ်ချင်းကို ဟိုပြောလို့ဆိုရင်စိတ်ပူတယ်ဆိုတာကလည်းစိတ်ကနေပူလောင်တယ်ပူပန်တယ်ဆိုတာလည်းစိတ်ကနေလာလာလေအဲ့ဒီမျိုးဆိုတော့ဒီကိုယ့်ရဲ့စိတ်အခြေအနေပူလောင်နေပါတယ်ဆိုတာစိတ်ကနေလာတယ်ဆိုတော့ okay high စိတ်အခြေအနေနောက်ခုကျ ikigai ikigai ဆိုတာကျတော့ဒီကိုယ်အသက်ရှင်နေတဲ့အတော်သိမှာပေါ့နော်ကိုယ်အသက်ရှင်နေတဲ့အကြောင်းရင်းရည်ရွယ်ချက်အကြောင်းပြချက်တွေကိုဒီနေရာကြီးမှာဆက်စပ်လို့ ikigai လို့အသုံးပြုရရတယ်ပေါ့နော်ပြောမှဆိုရင်တော့ဒီ ီကီမဆိုတဲ့ဒါ ikiru အသက်ရှင်တယ်ဆိုတဲ့အခန်းကြီးလေး ਨੇ ခီကိုင်းစွာကြတော့ပြောမှုဆို motivation ဖြစ်တယ်ဒီကိုလှုပ်ချင်စိတ်ကိုကိုရဲ့ကိုအသက်ရှင်ရတဲ့ကိုရဲ့တန်ဖိုးပေါ့ပြောမှုဆိုတော့ဒီငါအခုရက်တည်နေရငါ့ရဲ့အောင်မြင်မှုကြောင့်ဆိုတဲ့ပုံစံအဲ့ပုံစံပေါ့ဒါဒီမှာ ikigai လို့တောင်းတယ်ပြောမှုဆိုရင်အဲအနာတလိကိကိမေကိကိဆိုတာပါလေဒီပုံစံပိုင်းမှာတောင်းနေပြောဆိုအီနိုချီပေါ့နော်ကိုယ့်ရဲ့အသက်ရှင်နေတဲ့အကြောင်းပြချက်ကြီးရဲ့ချက်ဒီမှာအတောင်းပြတယ် ။နောက်ကျဂျောအာဂျောဂီဆိုတာကအမှုကြီး။ဒီအရှိကအခန်းကြီးလေးရတခုခုကိုအမှုကြီးဆိုတဲ့အတိုင်းတခုခုကိုရွေးရှာတယ်လှုပ်ရှားတယ်ဆိုအီကီမတ်ဆိုတဲ့အခန်းကြီးလေးဖြစ်ပြီးတော့အနောက်အခန်းကြီးလေးကဂျာတခုခုကိုဗာလေဟိုဗာလေ၄ကီးပေါ့နော်ပြောအောင်ဆိုဒီ၄ကီးဘာလို့မှတုံးနေ၄ကီးဆိုတာကတရားရောက်ကိုကိုအယူတည်ပေးတဲ့ respect ဆိုတဲ့ပုံစံအောင်ပြောအောင်ဆိုဒါဒီကိုရအမှုကြီးနောက်ခေါ်ကြအင်းဆိုတာကုံစီစုခတာဆိုတာပုံတယ်နော်မင်းကလေးဆိုပုံခန်းကြီးအာမ မင်္ဂလိဆိုခန်းကြီးအပေါ်မှာဒါဆိုပါလိရှိရတယ်ဆိုစုကီဆိုခန်းကြီးလေးရှိတယ်ဒါပုံတန်နပြီးရင်ရှိစဲရှိစဲဆိုတာကတော့ကိုနီဟန်သားပေါ့နော်ပြောလို့ဆိုရင်အာအလောလောလို့ရှိရင်ခေါင်းမမှတ်ထားရမယ်မျက်လုံးကိုအာကွန်ပျူတာနဲ့တေချာကြမ်းနဲ့အာရုံစူးစမ်းနိုင်တဲ့အနေထားရှိရမယ်ပခုံးကိုမမှတ်ထားရမယ်ဆိုတဲ့ပုံသားကိုရှိစေတယ်လို့ဒီအလောလောရဲ့ရှိစေက ကောင်းတယ်ပေါ့ပြောရင်ကိုယ့်ရဲ့အလုပ်လုပ်တဲ့ရှိစေကောင်းလို့ရှင်ကျမကြီးပြောကောင်းလေစစဆစ်ဆိုခုံမထိုင်များလို့ရှင်တာခါးလေးလာလာတို့ပါလို့ဆိုရင်ဒါသိချာမထိုင်များတို့ပြင်ထိုင်များလာလို့ပုံစံပေါ့နော်အဲဒါကိုကိုယ့်ရဲ့ရှိစေပြောတာမဟုတ်ကတော့မိကာကဲဆိုတာကတော့အတွင်ပြင်ပေါ့နော်ဟိုတပတ်လူကကိုယ်ကြည့်ရတဲ့အချိန်မှာကိုယ့်ရဲ့အတွင်ပြင်ကိုမိကာကဲ fully fully ဆိုတာကအလုံးလုံးဟန်ဆောင်တော့ပြောလို့ဆိုရင်ရှိဖို့တူစူလူ free စူဖို့ဆို stay လူ free ဆိုတာကအလုံးလုံးနေခြင်းရောက်ဆောင်တယ်ပြီးရင် net တရားကို ါလေ net tail free ဆိုရင်လည်းအဲ့အဲ့ချင်အောင်ဆောင်းတယ်အဲ့လိုပြောအောင်ပေါ့နော်ခူကျော်ခူကျော်ဆိုတာမချိနှက်ချက်ပေါ့နော်ခူရှိဆိုတဲ့အာခံစားရတယ်ဘောတခုခုပပင်းပန်းခံစားရဆိုတော့ခံကြည့်နေဒီကြောဆိုခံကြည့်တယ်အကြောဟိုးဆိုတော့အချက်လက်ဆိုတော့ခံကြည့်တယ်ဖြစ်ပြီးတော့ तू ကလူရဲ့စိတ်ခံစားချက်ကြီးဒီနှလုံးသားကြီးရနဲ့ဆိုင်တဲ့စိတ်ခံစားချက်ကြီးမှာလည်းအသုံးပြတဲ့ကြောပေါ့နော်ခူကြော ော်ဒါကအစင်ကြီးဆိုရင်ခိုးကြီးဆိုတော့ဒီပါဇက်ကနေထုတ်ပြလိုက်တဲ့အမှန်တကယ်ဒါကြီးဆိုးဝါဆိုအမှန်တကယ်ဆိုအမှန်တကယ်ထုတ်ပြလိုက်လို့ရှိရင်ဒါဒီစင်ကြီးဖြစ်သွားတယ်လှုပ်ဆော်ခြင်းဆိုဒုခိဒုခိဆိုတာကြတော့သူကဘာကိုအတုံးပြရလဲဆိုတော့ဒီဥဂောခိမဆိုတဲ့ခန်းကြီးလေးနဲ့ခိဆိုတဲ့ခန်းကြီးလေးကဟာခိကိုင်းဆိုတဲ့ခိစက်ပစ္စည်းဆိုတဲ့ခန်းကြီးမှာအတုံးပြလို့ဘာကိုကြတော့ဘာအတုံးပြရလဲဆိုတော့ခိကာခေချန်စုအာချန်စုပေါ့နော်အခွင့်အရေး အာတိုင်းမင်းပေါ့တိုင်းမင်းပြောဆိုအခွင့်ရရလို့ရှိရင်လှုပ်ရှားမယ်အခွင့်ရရလို့ရှိရင်ကြိုးစားမယ်ငယ်ငယ်တော့ဖြစ်တယ်ဒိုကီပြောလို့ဆိုတော့ကိုယ့်ရဲ့အခွင့်ရကိုယ်တော့ပေါ်လာတဲ့အခွင့်ရကိုဆောက်ခံပြီးတော့လှုပ်ရှားကြိုးစားမယ်ဆိုတဲ့ပုံစံနဲ့မှတ်လို့ရတယ်။ဘာလို့ခေါ်ကြလဲဟီနီကုဆိုတာထင်းငေါ်ချင်းစောင်းပြောင်းချင်းအာစောင်းပြောင်းချင်းကိုဟီနီကုဟီဆိုတဲ့ခန်းကြီးတွေကအတားဆိုတဲ့ခါဝါဆိုတဲ့ခန်းကြီးတွေဖြစ်ပြီးတော့နီကုကလည်းအတားနီကုကအတားပေါ့နော်ဟီဆိုတာအကြကုကုကို ဟိုပါလဲဒီရှီဟာဆိုခံရတဲ့အဆင့်တူတယ်ဆိုပေမဲ့သူကတော့ခုခုကိုပါလဲဘယ်လိုပြောမလဲဟိုဟိုကာကွယ်ပေးတယ်ပါဆိုမထိထိပါလို့ပြောတဲ့ဆိုရင်ပုံစံလေးနဲ့ဆန်စီတို့မှတ်လို့ရတယ်ပေါ့နော်အဲဆိုတော့ဆန်စီတို့ဒီဟာလေးကိုဆိုရင်မင်းလောက်ဆန်တို့နားလိမ့်မယ်လို့ထင်တယ်အဲဆိုတော့ဆန်စီအဘာဆက်ကြည့်ကြအောင်နော်ဟန်ကူအချာတော့အီကီအီကီအချာတော့အသေးပဲအသေးပဲရပြီးတော့ခဏလေးကြီးဆိုတဲ့လေးဆိုတဲ့ခန်းကြီးဒီတစ်ခုချင်းစီ မအသေးပဲရှိတဲ့ဆွဲပတ်တန်နဲ့မှတ်လို့ရပြီးတော့ e ဆိုတာ imi ဆိုတာခန်းကြီးတွေနဲ့တွဲထားတော့အသေးပဲမကွာ shuki shuki ဆိုတာကြတော့အနည်းအမှတပေါ်တပါဝါပေါ့နော်ဒီ shu ဆိုတာခန်းကြီးလေးကကော shu ကျင်ပေါ်မှာသုံးတဲ့ခန်းကြီးလေးနဲ့ gi ဆိုတာဒီ gi တွေကဒါဆိုဒီနည်းအမှတပေါ်တပါဝါတို့ပြီးအမှုထလေးကြီးတို့အပြင်ရုပ်ဒီဘာလဲပြောမှဆိုရှင်းနေရုံးဒီမှာလောက်ခါကြာရှင်းဒီမျိုးဒီခဏခဏရှိရပေါ့နော်ဒီခန်းကြီးကအဲ့ကွာ session session ဆိုတာကြတော့ နှလုံးသားဆိုတဲ့ခန်းကြီးလေးဖြစ်ပြီးတော့စိတ်ဆိုတဲ့ခန်းကြီးလေးကဒါနှလုံးသားကိုကိုလို့ဆိုတဲ့ခန်းကြီးလေးပြီးလို့ရှိရင်တော့အနာရှင်းဆိုတာခါမီကပြောဆိုလူတယောက်ရဲ့စိတ်ထဲမှာအဓိကအရေးကြီးတာကနှလုံးသားပေါ့နှလုံးသားဒီခါမီဆာမှာအဲ့လိုမှလို့ရရေပေါ့နော်အကွာကျလို့ဆန်စီတို့နေတိုင်းနေတိုင်းဆိုတာနန်းတိုင်းဆိုတာဒီဒီချင်းဒီခေကိုနန်းတိုင်းပြောလို့ဆိုခေတိုင်းခေအနေထားလေးကိုပြောတာပေါ့နော်နန်းတိုင်းပြီးလို့ရှိရင်စေးတိုင်းဆိုတာမျိုးဆက် ကိုဒီကဘာမြေချင်းမျိုးဆက်ပေါ့နော်အဲ့ဒီတော့လေပြီးရင်ခီဆိုခီဆိုဆိုအခြေခံအောင်မြင်ဒါခီဆိုတာခီဟွန်တေခီနာဆိုတာအခြေခံဆိုခံဒီပြေဆိုတော့ကျွန်တော်ခြေခံဒီတေချာလေးတင်ယူရတယ်ဆိုခံဒီလေးပေါ့နော်အဲကြောက်တုံးလေးပါတယ်ကြောက်တုံးလေးနဲ့အပင်လေးတွေပတ်တိုင်းလို့ရှိပတ်တိုင်းပြီးတော့စပြီးတော့အပင်ကြီးထိုးထွက်ကြောက်တုံးကြားနဲ့အပင်ကြီးပတ်တိုင်းပြီးထိုးထွက်လာတယ်ပြောအောင်ဆိုတာအခြေခံအောင်မြင်ဆိုခံဒီပေါ့အခြေခံရှိလို့ထိုးထွက်လာနိုင်တယ်ဆိုပတ်တိုင်းလေးစစရမှာပဲခီဂျုံခီဂျုံအကြောက် ဆန်းကျင်ဆန်းညိုးပေါ့နော် key ဆိုတဲ့ဒီအာနောက်ဟိုပါလဲအခြေခံအချက်လက်တွေကို ပြင်ဆင်ထားရတဲ့ဆိုဂျုံဒီနဲ့ပေါင်းလိုက်တဲ့အခါကျတော့ဒီတိတ်ချာပြင်ဆင်ထားတာပဲသူစီမဆန်းဆန်းကျင်ဆန်းညိုးရှိတာပဲဆိုပုံစံနဲ့ဆက်ဆက်မှလုပ်ရတယ်။နောက်တစ်ခါကျတော့ 10k 10k ဆိုတာကျတော့ design model ကြီးကို 10k လို့ခေါ်တယ်ပေါ့နော်။အဲ့ဒါက whole gang ။ဦးကန်းစွာကျတော့ဒီဒေတာတော့ပတ်သက်စကားပေါ့။ဖန်စီဆိုရင်ဒါတဝဲဘေးတဝဲလို့ဖက်ဘေးလို့မှာတော့ပတ်သက်စကားပေါ့။တဝဲဘေးစကားဦးကန်း။ဒီဘုံဖူဘုံဖူစွာဖြန့်ဝေခြင်းဘုံစွာကြခွဲလိုက်တယ်ဝါခေမဆွဲခန်းကြီးတွေပဲအသုံးပြုပြီးတော့ပြီးနောက်ကဖူးစွာကြတခုခုကိုဖြန့်ဝေတယ်အဲဘာလဲဖြန့်ကာလိုက်တယ်ပေါ့တော့မိန်းမဆန်တို့ဘာလဲအဲ့တဲ့ခါကျလို့ရှိရင်ဘာလဲအဲ့ရခင်းကြီးပါလေးကိုဖြန့်လိုက်တယ်ဘာလဲဆွဲခန်းကြီးတွေမှာတောင်းနေဆိုရင်ဒီခန်းကြီးကိုတောင်းနေလीဘာလဲစမ်းစစ်တော့ ဘာလဲဖူတုံးလို့ပါလို့လीဖူတုံးဘာလဲဖြန့်ဘာလဲပေါ်ကခခဲဖူတုံးဆိုရင်ပေါ်ကခြုံနဲ့ဆောင်းပါပဲလားဖြန့်လိုက်ရဆိုခင်ကြီးလေးဟာတန်ဟာတန်ဆိုတာတူဖူမျိုးတူတာကိုဟာတန်လို့ခေါ်တယ်ပြီးရင်ဘုံမဲဘုံမဲဆိုတာကြာရင်ကြီးမှုစာချောင်းလေးတွေနဲ့ရှင်းရှင်းလင်းလင်းဟာအကားလူခုရေးထားတယ်ဆိုတော့အတိအဖွဲ့ရဲ့စတင်ခဲ့တဲ့အဖွဲ့စီပေါ်လို့ပြောလို့ဆိုရင်တော့ဒီစာချောင်းလေးတွေနဲ့အမ်လူဆိုတာမနေ့ကအရာထားတယ်မိနာပြေရတော့တိုင်းရယ်ဆိုရေးထားတယ်ဆိုတော့ အာဘာလဲစာအုပ်လေးစာကြောင်းလေးတွေကဒါရင်းရင်ချင်းမှုဖွဲ့စည်းဆိုလဲဖွဲ့ရနေစတင်လာတဲ့အရာဝဆိုတော့အင်မျိုးစစ်ရမှတ်တယ်ပြီးရင် phone q phone အာ phone q phone q ဆိုတာ phone ဆိုတာ phone ဆိုပုံမှန်ဆိုခန်ဒီ q ဆိုတာကြောင့်အသက်ရှူရဆိုတော့ပုံမှန်ရှူသွင်းရှူထုတ်လောက်လိုက်တဲ့ဆိုတော့မလေးတွေကပြန့်နေနေတယ်ဆိုတော့နာမည်ကပြီးရင်စိတ်ကံစိတ်ကံဆိုတာကြောင့်စိတ်ဆိုတာကြတော့ဒီတစ်ခုခုကိုဘာလဲထိန်းချုပ်တယ် အောက်ချုပ်တယ်ဆိုတဲ့ခံကြီးဖြစ်ပြီးတော့ gain ဆိုတာကြောင့်ဒီ ठी ပဲဒီထပ်ပို့လို့လောက်လို့မရဆိုတတ်မှတ်ချက်ကိုတောင်းတယ်ဆိုတော့အချိန်တတ်မှတ်ထားရစနေမှာတောင်းကြည့်တယ် gain တို့ gain တို့ဆိုတာကြတော့တတ်မှတ်ထားတဲ့အတိကြအတိကြဒိုးဆိုတာဒီ ठी ဒိုးဆိုတာအဲပြောလို့ဆိုတော့ degree ဘာလို့မှတောင်းကြည့်တယ်ပေါ့နော်ဒိုးဒီ ठी ပဲ gain ဒိုးဆိုရင်ဒါတတ်မှတ်ထားတဲ့အဟောပေါ့အချိန်ကြီးမကွာကြ gain kind ဆိုတာကတော့အကက်တဒီထပ်ပို့ပြီးမရတော့ gain kind ။ဘာပြောလို့ဆိုတော့ gain ဆိုတဲ့ဒီ တတ်မှတ်ချက်နဲ့ကဘာမီကြီးကဘာမီကြီးမှာလည်းမင်းဒီထပ်ပူမရတော့တာကဘာမီကြီးကဖုံးပြထားပြီပါဆိုတော့ပတ်တယ်ဆန်းစစ်မတဲ့ပေါ်တော့ကန်ကိုင်းထပ်ပူမရတော့ခန်းတိုးခန်းတိုးစွာတခုခုကိုလောက်တော့မစင်ရှာပူကြည့်မယ်စူးစမ်းကြည့်မယ်ပြောမှဆိုတော့ဥမာဆန်းစစ်လို့ဘာလဲဒီအလောက်ကိစ္စနဲ့ပတ်သက်ပြီးတော့ကိုယ့်ကို customer တယောက်ကအလောက်တူလောက်ကိုစင်ပြလိုက်ကြတော့စင်ဒီလောက်ပတ်သက်ပြီးတော့ငါစင်ဒီမပြေဘူးဆိုတော့ခန်းတိုးလောက်ကြည့်အောင်မယ်ဆိုတော့ရှာပူကြည့်အောင်မယ်ပေါ့ခုခုအချင်းယူပြီးတော့ အာရှာဖီမဆုံးဖြစ်မယ်ဆိုတဲ့ပတ်သက်မှာမာကာဆန်တာခုဆိုတာကြောင့်ယူချင်မှုကိုလီယောဆိုတာကြောင့်ထိတ်တွင်စဉ်းစားရင်အာဒါကိုချင်းစာစေးရှိတဲ့လူတွေမှာအတော်များခံကြည့်လေးဖြစ်ပြီးတော့ကိုဆိုတဲ့ခန်းကရေးမှာလီယောဆိုတာကြောင့်တစ်ဖက်လူအတွက်ကိုကနှလုံးသားနဲ့ယဉ်ပြီးတော့ထိတ်တွင်စဉ်းစားပေးတယ်ကိုလီယောဆိုလူဂျူးရှိဆိုတာကြောင့်ဂျူးဆိုတာအုံမွေးလေးတဲ့ဆိုခန်းကြီးလေးရှိဆိုတာကြောင့်တစ်ခုခုကိုသင်စီလို့အာပြောမှုဆိုကြည့်တယ်ဆိုတဲ့ခန်းကြီးလေးပတ်တန်လေးမှာသင်စီလို့တုံးရနိုင်ရဲ့ပေါ့နော် လီရူဆိုတဲ့အခန်းကြီးလေးတို့ပြလို့ရှိရင်ဒါကျူရှိဆူလူဆိုရင်ဒါလေးပေးကြည့်တယ်လေးပေးပေါ်ပြတယ်လေးပေးရတော့ဖော်ကြခန်းတူဆိုတာတော့ဖော်ကြခန်းတူသူကကြောက်ခတ်မှန်းချက်ပေါ့နော်တခုခုကိုခတ်မှန်းတယ်ညလုံးတည်းမမြင်ဘူးပြောလို့ဆိုဟိုညလုံးတည်းမမြင်ဘဲနဲ့ကိုတိုင်းပဲခတ်မှန်းလိုက်တဲ့စိတ်ကနေပဲဆိုတဲ့ပုံစံဒီကောင်တစ်ခါကြောက်သေးသေးဆိုအမားပြင်းစင်ချင်စေးဆိုတာထလားရှိဆိုတဲ့ခန်းကြီးသေးဆိုတာကြတော့ဒီပြောရရဲ့အရာကိုပြန်ပြီးတော့ ြင်ဆင်တယ်လို့အသိပေးလာတယ်။ဖေးစေးဆိုအမားပြင်ဆင်ခြင်းဆိုတော့စစ်တင်ရှိမဲ့ခံဒီရနဲ့ခံမျိုးတင်ပါပဲ။ဒါကိုယ်နဲ့ကိုယ်နားလေးတို့မှတ်လို့ရတယ်။ဒါပေမဲ့လည်းနေပဲဖြစ်ဆောင်ပြရမှာဆောင်ပြတော့ပေါ့မယ်။ဘာမှမရလို့ကြောင်းမယ်လို့တင်ပါတယ်။ကြည့်ရဆိုရင်နောက်ဗီဒီယိုမှာဆက်တွေ့ကြရအောင်ဗျာ။